ကျမတို့ငယ်ရတုန်းကအခုခေတ်လိုမျိုးဖုန်းတွေဆိုရှယ်မီဒီယာတွေမပေါ်များခဲ့တဲ့အတွက်ကြောင့်မို့လို့ကလေးဘွားကကစားခဲ့ရတဲ့အချိန်တွေအားဆိုရင်ပြောစရာကောင်းလာတယ်လို့ကစားနည်းရဆိုတာကလည်းမျိုးစုံပါပဲကလေးဘွားကကစားခဲ့တဲ့တူတူပုံတဲ့ကစားနည်းတွေမျက်လုံးကိုအဝတ်နဲ့စီးတဲ့ကစားနည်းတွေအားဆိုရင်တကယ်ကိုပျော်ရွှင်စရာကောင်းတဲ့ကစားနည်းတွေဖြစ်ခဲ့တာပါ ဒါပေမဲ့လူတွေမသိကြသေးတဲ့အဲ့ဒီကစားနည်းတွေရဲ့နောက်ကွယ်ကတနာစရာဖြစ်ရလေးတွေလည်းရှိနေခဲ့ပါတယ်။ဒီနေ့မှာတော့ဒီကစားနည်းတွေရဲ့နောက်ကွယ်မှာဘလို့မျိုးတနာစရာဖြစ်ရလေးတွေရှိနေမလဲဆိုတော့ကိုပြပြပေးသွားမှာပါ။ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe လေးလုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့အောင်နော်။နံပါတ်၁ကစားနည်းကတော့အကွင်းလေးတွေဆွတ်တဲ့ဂိမ်းပါ။အပြင်မှာအကွင်းလေးတွေကိုကိုယ်တိုင်ပြစ်ပြီးတော့ဆွတ်တာမဟုတ်ဘဲနဲ့ရေးထည့်ထားတဲ့ကရိယာထဲမှာခလုတ်လေးကိုနှိပ်ပြီးတော့ တို့ချောင်းလေးတွေကိုကွင်းစုအောင်လိုရတဲ့ခင်ကစားနည်းကိုဆော့ပူကြမယ်ထင်ပါတယ်။ဒီကစားနည်းရဲ့အစားကတော့လွန်ခဲ့တဲ့နှစ်ပေါင်း300ကနေ400ခန်းလောက်တုန်းကတိဘက်ပညာရှင်တွေကိုမီးကွင်းနဲ့ရှို့ပြီးတော့တပစ်ခဲ့တာကနေစတင်ခဲ့တာလို့ပြောကြပါတယ်။အဒီကတုံကဇီဝနဲ့ဓာတုပေတာဆိုင်ရာစံတမ်းမှုပြုလုပ်တဲ့သူတွေကိုလူထူးစားနေအဖြစ်သတ်မှတ်ထားကြပြီးတော့အလူလူတွေကိုအောက်လန်းပညာတက်မြောက်တဲ့သူတွေဆိုပြီးတော့လဲယူဆကြပါတယ် ဒါကြောင့်မို့လို့သူတို့ကိုမီးရှို့တက်ဖြတ်တာမျိုးတွေလုပ်ခဲ့ကြတာပါဒီလိုမျိုးမီးရှို့တက်တဲ့အခါမှာမီးတွေရဲ့ရန်ကနေကောက်ွယ်ဖို့ဆိုပြီးတော့သိပ္ပံပညာရှင်တွေကဂွင်းလင်းတွေကိုတီထွင်ရကနေအခုလိုမျိုးခင်းစားတင်ခဲ့တာလို့ဆိုပါတယ်နောက်ပြီးကျမတို့ငွေကနေစပြီးတော့အခုချိန်ထိဒီလိုမျိုးဂွင်းလင်းတွေကိုတုတ်ချောင်းတဲ့ဝင်အောင်ဆွဲရတဲ့ဂိမ်းတွေကိုကလေးငယ်တွေကကစားနေကြဆဲပါပဲနောက်ထပ်ကစားနည်းလေးကတော့ညလုံးကိုအဝင်းနဲ့စီးထားတဲ့ကစားနည်းပါ ဒီကစားနေရဆိုရင်ကလေးလူကြီးမရွေးပျော်ပျော်ရှင်ရှင်ကစားပူးကြမှာပါဒီကစားနေကိုလက်ထခွေတောင်းတဲ့အချိန်တွင်မွေးနေ့ပါတီတွေကျင်းပတဲ့အခါမျိုးနဲ့ surprise တိုက်တဲ့အခါတွေအပြစ်သားတွေကိုကျိုးမိတ်ပေးတဲ့အခါမျိုးတွေမှာအခုလိုမျိုးမျက်လုံးကိုအဝင်းနဲ့စီးထားတတ်ကြပါတယ်ဒါကြောင့်ငယ်တဲ့ကမျက်လုံးကိုအဝင်းနဲ့စီးတဲ့ကစားနေရဆိုရင်နေရာတိုင်းမှာမြေတွေ့ဖူးတဲ့အရာတခုလိုမျိုးဖြစ်လာတာပါဒီကစားနေနဲ့ပတ်သက်ပြီးတော့လည်းဖြစ်လာတဲ့ဖြစ်ရဆိုးတခုကိုပြပြပေးချင်ပါတယ် အိန္ဒိယနိုင်ငံ2016ခုနှစ်တုန်းကယောက်ျားတယောက်ကကလေးမလေးတယောက်ကိုသူ့ရဲ့အိမ်စီကိုခေါ်သွားခဲ့ပြီးတော့ကလေးမလေးရဲ့မျိုးလုံးတွေကိုအဝင်းနဲ့စီးလိုက်ပြီးစားစရာတွေကိုလာစားခိုင်းတဲ့ကစားနီးကိုကစားခိုင်းခဲ့ပါတယ်။နောက်ဆုံးမှာတော့အဲ့ဒီလူကကလေးမလေးကိုမတရားပြုချင်းခဲ့တာပါ။ဒီလိုမျိုးဖြစ်ရဆိုရဆိုရင်တစ်ခုနှစ်ခုတည်းမကဘဲနဲ့အများအပြားဖြစ်ခဲ့တာပါ။ဒါကြောင့်မို့လို့ကိုကိုတစိမ့်တယောက်ကမျိုးလုံးနဲ့ဝတ်စီပြီးခေါ်သွားမယ်ဆိုလို့ရှိရင်မလိုက်ဖို့လဲအကြံပေးပြရစီနော်။ နောက်ထပ်ကစားနည်းလေးတစ်ခုကတော့တူတူပုံတန်းကစားနည်းပါငယ်တုန်းကစောရမယ့်လူတွေအရင်များလာပြီးဆိုရင်တူတူပုံတန်းကစားနည်းကိုကစားခဲ့ကြပါတယ်ဒီကစားနည်းရာဆိုရင်လူတိုင်းကစားဖူးခဲ့ကြမှာပါဒါပေမဲ့2018ခုနှစ်တုန်းကရွာတရွာကခလေးနှစ်ယောက်စီမှာဒီကစားနည်းကြောင့်အသက်ဆုံးရှုံးခဲ့ရပါတယ် သူတို့လေးတွေကအသက်၄နှစ်နဲ့၆နှစ်အရွယ်ရှိပြီးတော့တန်တစ်တာတစ်ခုတည်းကိုဝင်ပုန်းခဲ့ရင်ပြန်မထွက်နိုင်တော့ဘဲနဲ့အသက်ရှူချက်ပြီးတော့တည်ဆုံးခဲ့ရတာပါ။ဒါကြောင့်မို့လို့တူတူပုံတဲ့ကစားနည်းရာဆိုရင်လည်းအနည်းရှိရဲ့ကစားနည်းတွေထဲကတစ်ခုအပါဝင်ပါပဲ။နောက်ဆုံးကစားနည်းလေးကတော့စစ်တူရင်ကစားနည်းပါ။လွန်ခဲ့တဲ့နှစ်ထောင်ပါများစွာတုန်းကကစားကြတဲ့စစ်တူရင်ပုပ်ပြားတွေပေါ်မှာဆိုရင်အခုလိုမျိုးပလတ်စတစ်ရုပ်တွေအစားတကယ်လူတွေကိုယ်တိုင်ရှိခဲ့တာပါ စစ်တူရဲ့အယုတ်တွေအစားခံလိုက်ရပြီဆိုရင်အဒီခေတုံကစစ်တူရဲ့ပုတ်ပြားပေါ်ကသူတွေကိုတကယ်တက်ခဲကြတယ်လို့လည်းဆိုပါတယ်။အဒီချိန်တုန်းကဒီလိုမျိုးကစားနည်းမှာအနိုင်ရတဲ့သူကထီးနန်းနဲ့ဗရင်မတွေကိုပါရရှိခဲ့ကြတယ်လို့ပြောကြပါတယ်။1454ခုနှစ်တုန်းကအီတလီနိုင်ငံရဲ့ဘီယင်နှစ်ပါးဆိုရင်ဗရင်မတစ်ပါးတည်းကိုပဲအယူအမှုချစ်ကြိုက်ခဲ့ဥပါတယ်။ဗရင်မကိုယ်တိုင်ကလည်းသူကြိုက်နေတဲ့တက်တက်တယောက်ကိုရွေးချယ်ခင်မရှိပါဘူး။ဒါကြောင့်ပဲလူသားစစ်တူရင်ကစားနည်းကိုကစားခဲ့ကြပြီးတော့ ီကစားပွဲဟာဆိုရင်အချိန်3ရက်တောင်မှကြာခဲ့တာပါဒီလိုနဲ့အဲ့ဒီအချိန်ကနေစတင်ပြီးတော့ယခုအချိန်ထိကိုအီတလီမှာနှစ်နှစ်မှတစ်ချိန်အခုလိုမျိုးလူသားစစ်တူရင်ကိုကစားလာခဲ့ကြပါတယ်မတူညီတာတခုကတော့အရင်ခေတ်တုန်းကတော့မျိုးလူကိုမတတ်တော့ဘဲနဲ့ပါဝင်တဲ့သူတွေကပုတ်ပြားပေါ်မှာ35မိနစ်ခန့်လောက်ကိုရပ်နေခဲ့ကြတယ်လို့ဆိုပါတယ်။ အခုပြပြပေးခဲ့တာဆိုရင်ငယ်ဘဝကပြပြရွှွှင်ကစားခဲ့တဲ့ကစားနည်းတွေမှာနောက်ွယ်မှာအခုလိုမျိုးဖြစ်ရဆိုးတွေရှိခဲ့တယ်ဆိုတဲ့အကြောင်းကိုပြပြပေးခဲ့တာပါ။နားထောင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်လည်းဒီလိုမျိုးအကြောင်းအရာတွေကိုတိဆက်ပေးမှမဟုတ် channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့ဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။